ဟိုဘက်ကမဟာပစ္စည်းမာယောစာလင်၌ဝိရဏုတပင်မှာဟောပြရမှာမနေ့ရက်ကစဉ်းစားတာငါဘယ်တရားဟောရင်ကောင်းမလဲစဉ်းစားနေတာအသွန်တရိယာနဲ့အခုမွေးနေဆိုသွန်တရိယာလေဟိုမှာလည်းနှစ်25နှစ်ပြည့်ကျောင်းတိုင်း25နှစ်ပြည့်ငွေရတူးလုံးမှာဆိုတော့တရားလိုက်မဲ့တရားယူရတာကိုရွေးထားတဲ့တရားလေးကသူတို့ကနားထောင်ပြီးလိုက်ချင်မှလိုက်မှာ သူလည်းပဲမွေးနေဆိုတော့ညဟောမဲ့တရားလေးကိုနည်းနည်းဟွာညကြည့်အောင်ဟုတ်လားအပြစ်လို့လဲဆိုတော့အဲ့မှာဘုရားမိတ်တဲ့စကားလေးတပုတ်တပိုက်ကလေးကိုပဲကြိုက်တယ်အဲ့တရားလေးဟောကြတယ်မွေးနေတရားလေးလည်းခဏခဏဟောရတယ်မတော်ဆိုင်ဆိုခဏလွတ်ရတော့အပြောကျင်တာကမြန်မာလူလေးမြန်မြန်ပြောရရင်ယက်စွာဘုရား သိနိဗ္ဗာန်စံဖို့အတွက်ဒီကနေ့ခေတ်လို့ပြောရရင်လည်းမကတာဥစဉ်တို့တက်ခဲ့တဲ့မကတာယူနီဗာစီတီဆိုတာမကတာတိုင်းကိုအစွဲပြုပြီးတော့မကတာယူနီဗာစီလို့ခေါ်တာဟိုခေတ်ကဘုရားလက်ထက်ကမကတာတိုင်းပေါ့ရာဇဂျိုတို့အခုဘုရားခရတို့ပေါ့မကတာတိုင်းကနေရာဇဂျိုကနေပြီးတော့ဘုရားကြွလာတာဥတိနာယုံကိုကြွလာတာဘာအတွက်ကြွလာတာလဲဆိုရင် ပရိနိဗ္ဗာန်ဆံဖို့ပါတဂရတရား48ခုနဲ့ကစုံသပြင်းနေမောတော့ရံမှာပရိနိဗ္ဗာန်ဆံမှုရအတွက်ချီချင်းခင်းနဲ့ကြွားပြီးတော့နတ်ခင်းမှာကြွထိုက်တဲ့ပုဂ္ဂိုလ်တွေကိုချီချွတ်ဟောကြားရင်းနဲ့ကြွားလာဘယ်ရောက်လာလဲဆိုရင်အခုမာကုတိနာယုံနဲ့ဦးဇင်းတို့ခက်အခုတွေ့ရင်တော့၃ပိုင်းလောက်ပဲရှိမဲ့ထင်ပါတယ်၃ပိုင်း၄ပိုင်းပေါ့အဲ့ဒီကဝေလူဝရောဆိုတာအဲ့ဒီနေရာလေးကိုရောက်တော့ ရရှိရလူရသည်လည်းဖြစ်ဝန်းတော်လည်းလာနေတော့ပင်မန်းတော့အဲ့ဒီမှာနားတာနှာနာတော့တရားနဲ့တန်ခါတွေကြွလာပြီဆိုရင်အရှင်အာနန္ဒာတော့ကပါလာတာပဲအာနန္ဒမတိမြတ်ကကျွတ်ဆရာတော်တွေနားမှာနေတဲ့ဦးစင်းတွေကလာတဲ့တက္ကသိုလ်မိုင်းနဲ့ယဉ်သိနေတယ်လို့ပေါ့အရှင်အာနန္ဒာကလည်းဘုရားနဲ့ယဉ်သိတဲ့တက္ကသိုလ်မိုင်းတွေအကုန်လုံးကသူနဲ့ယဉ်သိနေတာဘာဖြစ်လဲသူဘုရားနာမှာအလုအကျွေးဟော ယနေ့နေ့တော့ဒါမြတ်စွာဘုရားသတင်းသုံးနားနေခြင်းအရှင်အာနန္ဒာကိုရှောက်ကြတာအာအရှင်ဘုရားအရှင်ဘုရားတို့တစ်ခေါက်ကြွလာပြန်ပြီအရင်တော့လည်းဘုရားဒီခီးနေကြွနေကြတော့အရှင်ဘုရားတို့အရင်တစ်ခေါက်တုန်းကကြွလာတဲ့ဟိုကြွလာတုန်းကဆုံးကတ်တဲ့ဟိုဆုံးတကာကြီးတကမာကြီးမရှိတော့ဘူးဘုရားဒီကုန်ညာပြီဩအဲ့တော့အเจ้าနဲ့ဆောက်တဲ့တကာကြီးညเจ้าတကာเจ้าမှမရှိတော့ဘူးဒီကုန်ညာပြီ ရင်တစ်ခေါက်တစ်ခေါက်တည်းတော့အရှင်အနန္ဒာနဲ့ယင်းဒီခင်မင်ထားတဲ့တခါကြီးတွေတခါမကြီးတယောက်ပြီးတယောက်တည်ဆုံးတည်ဆုံးသွားတဲ့အကြောင်းတွေပြောပြီးတော့စကားတွေပြောကြတာပေါ့အလာဝတ္တနာပါပြောကြတာဖရာတော်မှာတတ်တော်80တဲ့ရောင်းတော့အခုပြိဋိမဆံမိုကြွာလာပြီဟိုဒီတော့ဖရာနဲ့ယင်းဒီကျွမ်းဝင်တဲ့ပုံကိုယ်တွေနဲ့ကျောင်းတကာကျောင်းမယန္တကာညာမဆွမ်းတကာဆွမ်းမတော်တော်များများနဲ့အဲ့အချိန်မှာအခုနောက်ဆုံးအခေါက်လာတော့မရှိကြတာများ မအာနန္ဒာနေပြီးတော့ဒီစကားလေးနားထောင်အောင်ပြီးဖះရနဲ့တွေ့လို့ညီကိုညီတော်နောင်တော်တွေ့တော့ဖះကိုလျှောက်တယ်ရှင်ဗျာအရင်တစ်ခေါက်တည်းတုန်းကတပည့်တော်ကြွားလာတော့ကနေစွမ်းကတ်တဲ့စွမ်းတကာကြီးဘသူစွမ်းမကြီးဘသူမရှိတော့ဘူးဖះတည်သွားရှာပြီဩဖះပြုံးလာထောင်တယ်အเจ้าဆောက်လူတွေအเจ้าတကာကြီးအเจ้าမကြီးနဲ့မရှိရတော့ဘူးဖះတည်သွားကြပြီအဲ့ဘာမှမပြောဘူး တယောက်ပြီးတယောက်တည်သွားတဲ့အကြောင်းတွေကိုပဲအရှင်အနန္ဒရှောက်နေတော့ဘုရားအဲ့ဒီမှာအနန္ဒမထေရ်မြတ်ရှောက်ပြီးတော့ဘုရားစကားလေးတခေါ်မိတ်အနန္ဒမနုဿဘုတော်ပဋိသင်နေပြီးတော့လူဘဝကိုရလာပြီးတဲ့နောက်ပိုင်းမှာယံကာလံကရိယာတည်ခြင်းဆိုတာဖြစ်ကိုဖြစ်မှာပဲ မာလို့ပြောရင်ဟဲ့အာနန္ဒာပဋိသင်္နေတည်ပြီးတော့လူဖြစ်လူဘဝရောက်လာပြီးတဲ့ပုဂ္ဂိုလ်တိုင်းဟာကာလံကရိယာတီးကိုတည်မှာပဲနောက်ဆုံးမှာဘုရားပြောရင်ဒါအိတံအဲ့ဒီလိုလူဖြစ်ပြီးတော့မွေးဖွားလာပြီးတော့တည်တယ်ဆိုတဲ့သဘောတရားအကြောင်းတရားဟာအနစ်စရိယထူးဆန်းတဲ့စကားမှမဟုတ်ပဲကွာဒီစကားနဲ့ပြောရင် မွေးပြီးတော့တည်တယ်ဆိုတဲ့စကားကထူးဆန်းတာမှမဟုတ်ပဲတဲ့မင်းကကိုရှောက်နေတာမင်းကထူးဆန်းနေဆိုပြီးရှောက်နေတာတခုမှထူးဆန်းတာမပါဘူးတဲ့ကျောင်းတကာကြီးတဲ့ကျောင်းမကြီးတဲ့မွေးပြီးရင်တည်မှာပဲဆွမ်းတကာဆွမ်းမကြီးတဲ့မွေးပြီးရင်တည်မှာပဲငါဘုရားတော်မှာအခုမွေးပြီးတော့ပြိဋိနိဗ္ဗာန်စံဖို့ကြွလာတာအဲ့တော့မွေးပြီးတဲ့ပုဂ္ဂိုလ်တိုင်းဒီတည်တယ်ဆိုတဲ့စကားဟာထူးဆန်းတဲ့စကားမှမဟုတ်ပဲတထူးဆန်းလားမထူးဆန်းလား ဒါမဲ့လို့ဖះမထူဆန်းမိမယ်ကျွန်တော်ခင်မှာစဉ်းစားကြည့်တရားရောက်တည်သွားရင်ဘာပြောလဲထူထူဆန်းမပြောဘူးလားဟဲ့ဘသူတည်သွားပြီအေးအံဩစရာကြီးနော်ပြီးခဲ့လာတော့တို့နဲ့စကားပြောသေးတယ်မပြောဘူးလားဟဲ့ဘသူတည်သွားရင်ဒါဒီထင်ရှားတဲ့မင်းသားမင်းသမီးဆိုရင်ပိုပြောသေးတယ်ဟဲ့တွေးလေးတည်သွားပြီဟဲ့တော့ဘလို့ဖြစ်တာလို့ဟဲ့တလာလည်းပြောမစုံတလာဟောစီတိုးမလာတဲ့အဲ့ဘသူဘာဖြစ်တာအာတို့ထင်ရတယ်ပြောကြတယ် ကျွတ်တို့ဘုရားမဆန်းဘူးဆိုတဲ့စကားတွေမှာကျွတ်တို့လူတွေကဆန်းနေလားမဆန်းလားဆန်းနေတယ်အဲနာမည်ကြီးတဲ့ဘုန်းကြီးတွေကဟိုတော့ဥပ္ပဉ္စနာတွေပြန်လို့ဟေးဖြစ်မပြေဥပ္ပဉ္စနာတွေပြန်လို့ဘုံဘုံကဖုံးနေလာလိုက်တာဘလို့ပြန်လို့မှားဖုံးလာတာလည်းခက်ကောင်းသွားအောင်သူတို့ဖုံးလာတာနောက်ပိုင်းကျမှမေးကြည့်တယ်မဟုတ်ဘူးတဲ့တပည့်တို့ကြားတာတာဂိတနာမည်ကြီးတဲ့ဘုန်းကြီးတွေဖုံးဖုံးဆိုပြီးကြားနေလို့ဟာငါတော့ထိပေါက်ပြန်ပြီဟုတ်လားပြောလို့လား ဖះကမွေးပြီးရင်တည်တာဆန်းတဲ့စကားမဟုတ်ဘူးအာနန္ဒာဘာလို့မင်းဓာကြီးကိုအထူးဆန်းလုပ်ပြီးတော့ငါ့ကိုရှောင်နေရတာလဲဆိုတဲ့စကားလေးဟာဒီကနေ့လူတွေနဲ့ဖြစ်နေတာလေးနဲ့အကုန်မတူဘူးလားပြောတော့ဟာမွေးပြီးရင်တည်သွားတဲ့လူတွေတည်တိုင်းတည်တိုင်းအထူးဆန်းလုပ်ပြီးတော့ပြောနေကြတာအဲ့ဒီမှာနောက်ပိုက်ပိုင်းစကားလေးတစ်ပိုက်ပဲမွေးပြီးရင်တည်သွားတာမဆန်းဘူးတဲ့သူတည်သွားတဲ့အချိန်မှာသူခြံထားခဲ့တဲ့ကုသိုလ်မှတ်တိုင်နဲ့ ူခြံခါတဲ့အကုသိုလ်မှတ်တိုင်တွေကသာဆန်းပြီးတော့ကြံခဲ့တာအဲ့စကားလေးကိုကြိုက်တော့ဒီကျုပ်တို့ဒီနေ့ဘာဖြစ်မလဲပြေးပါပြီလူဘဝရဖို့လွယ်သလားလူဘဝရဖို့မလွယ်ဘူးနံပါတ်1မနုဿတ္တဘောင်းတုံလဘောဘုရားဟောတာတဲ့တုံလဘတရားလူဘဝရဖို့မလွယ်ဘူးဒါလဲကျုပ်တို့သိတယ် ဘုဒ္ဓဘာသာတုံတော်လူတော့ဖြစ်ပါရဲ့ဘုရားပွင့်တဲ့ခင်မှာလူဖြစ်ဖို့ကြုံရဖို့ဆိုလည်းမလွယ်ဘူးဒါရောမသိဘူးလားကြုံရောကြုံမလွယ်ဘူးလားကျွတ်တော့မှလူအဖြစ်လည်းရတာလေဘုရားပွင့်တဲ့ခင်မှာလည်းလူဖြစ်ရတယ်ဟောကေပပစိတတပောင်းဒုံလဘောဆိုတာထားလိုက်တော့အမျိုးကောင်းသားလေးဆိုရင်ဒုံလဘရန်ခံနိုင်မယ်ဆိုခံလို့ရတယ်ဒါလည်းပဲကျွတ်တော့မှရပိုင်ွယ်ရှိတယ်တတ္တမတဝနာအတိဒုံလဘဟုတ်လား မမြတ်စွာဘုရားဟောတဲ့သူတော်ကောင်းတရားတွေနာကြဖို့ဆိုတာလည်းပဲရခဲ့တယ်သို့တော်ကျွတ်တော့မှရမနေဘူးလားစဉ်းစားကြည့်လူဖြစ်ကုန်လည်းရတယ်ဘုရားပွင့်တဲ့သာသနာနဲ့လည်းကျုံတယ်ဟုတ်လားယံအဖြစ်ခွင့်ဆိုရင်မျိုးသားတွေရနိုင်သေးတယ်မျိုးသမီးတွေဆိုညီမတော်ကတိလက်ရှင်ဟုတ်တော့ဟောတိလက်ရှင်ဟုတ်ဒါဘိက္ခုနီမရှိမတားယံဘိက္ခုနီမတွေရဲ့အစာနေရာမှာတိတ်ခါဖို့ပဲမတူတာအသွင်အပြည့်တူအောင်အကျင့်အပြည့်နီးအောင်တူအောင်လုပ်ထားတာဟော တတ္တမသဝနာတတိလုံးမှာသူတော်ကောင်းတရားတွေကလည်းပေါ်လိုက်တာနာကြားရတယ်ဟုတ်လားသူတော်ကောင်းတရားဟုတ်မဟုတ်တော့လည်းဉာဏ်နဲ့ခွဲခြားကြအောင်ဟုတ်လားကဲအဲ့ဒီလေးချက်လုံးလွယ်လွယ်လေးနဲ့မရအောင်ကဲအဲ့ဒီမှာနောက်ဆုံးတဲ့ချက်ကဒုံလပသဒ္ဓါတံပတ္တိအရေးကြီးဆုံးကသဒ္ဓါတရားနဲ့ပြည့်စုံဖို့ရခဲ့တယ်ကိုယ်နှလုံးသားထဲမှာဘုရားတရားတန်ခါယန္တာမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးပေါ့ငါပြောတဲ့ဒီကုသိုလ်ကငါ့ကို ဒီဘဝနောင်ဘဝဘဝတန်တရာတလျှောက်လုံးမှာကောင်းကျိုးတစ်ချိန်ချင်းတနည်းအားမှာပြန်ရမှာပဲလို့ယုံကြည်တဲ့တရားဟာအကုသကံနေငါလုံးလုံးမဖြစ်ဘူးဒီဘဝနောင်ဘဝတနည်းအားတစ်ချိန်ချင်းမှာငါပြန်ခံရမှာဆိုပြီးတော့အကုသကိုမလုပ်ပဲရှောင်မယ်ဆိုပြီးတော့ယုံကြည်တဲ့တရားအရေးကြီးဆုံးကအဲ့ဒီထုံးလပါတရားတံပတ်တီတရားတရားသာနှလုံးသားထဲ့ထားရင်ပြည့်စုံသွားရင် စောစောကဒုံတရား၄ပါးလုံးကအစင်းသင်းဖြစ်မနေဘူးလားအဲ့တော့စဉ်းစားကြည့်လိုက်ပေါ့လူတွေတည်သွားတယ်တည်သွားတာကုပောင်းညင်မှာအများကြီးဘုံနေပြန်တော့မူသွားတယ်ကုပောင်းညင်မှာအများကြီးပဲတည်သွားတာမဆမ်းဘူးတဲ့တည်သွားတဲ့အချိန်မှာသူ့တမိုင်းကြောင်မှတ်တိုင်းလေးပြန်ကြည့်လိုက်စမ်းလောကကောင်းကျိုးအတွက်လူသားကောင်းကျိုးအတွက်ဘာမှတ်တိုင်းချန်ခဲ့တယ်လေဟုတ်တယ်မဟုတ်လား သာသနာကောင်းကျိုးအတွက်သာသနာကြီးအထွတ်ရှိဖို့အတွက်ဘာမှတိုင်ချမ်းခဲ့တယ်။ဘာလောကလူသားနဲ့သာသနာအတွက်အလုရှုပ်လို့မလုပ်ဘူးသားကုဘဝတန်တရာအတွက်ဘာမှတိုင်နေချမ်းခဲ့တယ်။စဉ်းစားဖို့မလိုဘူး။ချမ်းခဲ့တဲ့မှတ်တိုင်နေမှာတဲ့။ကုသိုလ်မှတ်တိုင်နေချမ်းခဲ့တယ်ဆိုရင်အဲ့ဒါကုသိုလ်မှတ်တိုင်နေကထူဆန်းစရာဖြစ်ပြောစရာပဲ။အဲ့ဒီတဲ့ပို့ပြီးတော့ထူဆန်းတဲ့ပြောစရာတွေအကုသိုလ်မှတ်တိုင်နေချမ်းသွားတယ်။ ူနောက်မှာဘာမှကုသိုလ်ပါမသွားဘူးဆိုရင်ပို့ပြီးတော့ထူဆန်းတယ်အဲ့ဒါလေးပြောရင်ဟုတ်လားအဲ့တော့ဒီကနေ့ဒီမှာဤတို့ဘလောက်ဝမ်းမြောက်ဖို့ကောင်းတယ်လူဖြစ်ကိုလည်းရလိုက်တယ်ဖရာသာသနာနဲ့လည်းကျုပ်တယ်ဟုတ်တယ်မလားသူတော်ကောင်းတရားတွေလည်းနာကြားခွင့်ရတယ်အာဘုန်းကြီးဝတ်တိလရှင်ဝတ်ချင်ဝတ်လို့ရတယ်အဲ့ဒါလေးအကုန်လုံးပြည့်စုံဖို့အတွက်ကိုယ်နှလုံးသားမှာဒီကနေ့တရားတရားတွေကိန်းပြီးတော့ မိမိပိုင်ဆိုင်တဲ့ဝတ္ထုငွေကြီးကိုစွန့်လွတ်ရဲတဲ့တရားစိတ်ပေါ်လာခဲ့တယ်။တို့တို့သိသွားရင်အဲ့ဒါမှတ်တိုင်တယ်။တို့ကအဲ့မှတ်တိုင်တယ်ကိုခြံထားခဲ့တယ်။ဘယ်နေ့ဘယ်ချိန်မှာဘယ်လိုယောဂနဲ့သိရမှမသိတဲ့အတွက်ကြောင့်ငါသိသွားရင်ငါထားခဲ့တဲ့ဟောဒီယုတ်တရားနန္တရားနဲ့ငါရဲ့ကိုအားညာအားကိုခွန်အားကိုစွန့်အားကိုထုတ်ပြီးတော့ရတဲ့နဝကံမှာဖြူစင်းတဲ့ဝတ္ထုငွေတွေနဲ့ လောကလူသားတွေကောင်းကျိုးအတွက်ငါဘာတွေမှတ်တိုင်ထားခဲ့မလဲသာသနာကြီးအတွက်ဘာတွေမှတ်တိုင်ထားခဲ့မလဲငါဘဝသန္တနာခီးအတွက်ဘယ်လိုမှတ်တိုင်နေငါစိုက်သွားမလဲအဲ့ဒါပဲဟုတ်လားဒါကြောင့်မွေးနေ့ပွဲကျင်းပတယ်ဆိုတာလည်းဒီနေ့တော်ရင်ဝင်ငါတော့ဒီကနေ့မှတ်တိုင်တစ်ခုစိုက်နိုင်ပြီအဲ့ဒါလေးရမှတကယ်ထူးဆန်းတာဟုတ်လားဥမာတည်သွားပြီပေါ့ ဦးမဟာစီဆရာတော်ကြီးမင်းကွန်းဆရာတော်ရှိသေးလားတတ်တော့ဘလောက်ပဲနေသွားလဲ80ပန်းဝန်းကျင်ပဲအဲ့တော့80ပန်းဝန်းကျင်ဟောဆရာတော်ကြီးပြန်တော်မူသွားတယ်လေဟဲမဟာစီဆရာတော်ကြီးပြန်တော်မူသွားလိုက်ပြီဟဲမင်းကွန်းဆရာတော်ကြီးပြန်တော်မူသွားပြီဟောမင်းကွန်းဆရာဘယ်ရိုက်ပဲကြည့်လိုက်ဟဲမင်းကွန်းဆရာတော်ကြီးပြန်တော်မူသွားပြီအော်ကြီးပြန်တော်မူသွားတာနော်တတ်တော့80နေရပြီမဲ့လို့ကြည့်ပါအောင်လှုပ်သွားလိုက်တာကိုယ်တိုင်လည်းပဲပိဋကတ်သုံးပုံအာကုန်ဆောင်ပြီးတော့တရားဓမ္မတွေသင်အားကျင့်သွားတယ် တပည့်တွေလည်းယဟန်တော်ကြီးမြောင်မြားစွာဘုတိပိတကတွေဆက်မွေးခဲ့တယ်ဟောပြောစရာတွေဆုံးရတယ်အဲ့ဒါကမှထူးဆန်းတာဘာဖြစ်လို့ထူးဆန်းလဲသူ့လူလူဒီကနေ့အထိကဘာမှရှာလို့ရတယ်မြန်မာမဟုတ်ဘူးနော်မင်းကိုစရောဘုရားလောက်လောကကောင်းကျိုးသာသနာကောင်းကျိုးကိုယ့်ဘဝကောင်းကျိုးကိုပြည့်စုံအောင်လုပ်သွားတဲ့ပုဂ္ဂိုလ်ကဘာမှရှာမရဘူးဘာဖြစ်လို့လဲမိုင်းထဲမှာအကုန်လုံးပိတကသုံးပုံထည့်သွားတယ်ဒီစာရင်ပြန်ပို့ချခဲ့တယ်ဒီစာရင်လက်တွေ့ကျင့်သုံးသွားတယ်ဟာနောက်လာမဲ့ generation မျိုးဆက်တွေအကုန်လုံးကို ီသာသနာတော့အများကြီးမွေးထုတ်ခဲ့တယ်။တွက်ကြည့်ရင်လောကကောင်းကျိုးတွေသာသနာကောင်းကျိုးတွေဘဝသန္တာကောင်းကျိုးတွေ၈၀ရဲ့အတူတူပြန်တော်မူတဲ့ဆရာတော်နှစ်ပါးကိုရှင်းကြည့်လိုက်။ကျိုးဆရာတော်တွေဆိုပြောခါတယ်။ဘာကွာဟိုတနည်းပဲဆရာတော်ကြီးတပါးဘွဲတော်မပြောတော့အလွန်ဟိုသူတပည့်တွေကပြောတာဗါကိုကပြောလဲမပြောဘူး။ဟိုเจ้าမှာဆုံးကပ်ဘာညာဆုံးစားကြလက်လာပါလိမ့်မယ်ရရင်ဆရာတော်ကြီးကအကုန်လုံးသိမ့်လိုက်တယ်။ သိမ်းလိုက်တယ်ဆိုတာဘာမှမပေးဘူးငါဘာပြစ်မယ်လို့ငါဘာရဲ့ရပိုင်ကိုအေးတပည့်တို့ဖုံဖုံလှူခံတယ်ကွာဘာလို့ဖုံဖုံကြောက်ဆောက်ချင်လို့ဆောက်လဲဆောက်ပါလေသို့တော်ပဲကိုရတာဓာတ်တော်မှသူတပားယဟန်နေရတာကိုပါသိမ့်ပြီးတော့ကြောက်ဆောက်ချင်တဲ့တရားတရားရှိတာတော့ဝမ်းသာပါလေသို့တော်လည်းပဲလှုပ်ဖြစ်ခဲ့တော့ကောင်းတာအဲသူတပည့်တွေမဖုံးစီကြွလာတယ်အာဒီဆရာတော်ကြီးပြန်တော်မူသားပြီလို့ သူเจ้ามา2ည3ည2ည3ည맞아맞아ไอ้ผิดผู้บาငွေချင်းนี่สิเหรอนี่ตู้ไอ้ใหญ่มาขู่กูเลยโนบามาไม่กระโดดเลยอ่ะกูโนสิทธิ์ต้องไม่กล้ามุโนอะไรบอกတော့อ้าเด้สิทธิ์ไม่กล้าไม่ผิดมาเน่เด้ติงงานอสง900จังแก่เด้บามาငွေ3 950จังแก่เด้เด้อ๋อลุกตัวได้ไอ้ลูกกูจีนเนาะเจ้าตะสองเนาะปี้ตัวบาเด้ตั้วจีนซา ဘွားမှာအသက်80နှစ်80လောက်နေသွားပြီးတော့ကိုနေသွားရတဲ့အချိန်မှာခြံခဲ့တာလေးကဒီလောက်လေးပဲဆိုရင်ထူးဆန်းမနေဘူးလားအမလီဒုံလဘတရား၅မျိုးလုံးနဲ့ပြည့်စုံပါလျက်ကင်းနဲ့ပြန်ထွက်သွားတဲ့အချိန်မှာဘာမှမကြံခဲ့ပါဘူးကွာဒါလေးပဲကြံခဲ့ပါတယ်ဆိုရင်ထူးဆန်းမနေဘူးလားအဲ့ဒါပဲဒါကြောင့်မင်းကောစရောဘုရားကြီးတို့မာစီစရောဘုရားကြီးတို့စိုက်ထူသွားတဲ့မှတ်တိုင်ကြီးတွေကြည့်ဒီအရွယ်တော်တွေနဲ့ပြန်တော်မူသွားတဲ့လူတွေအများကြီးဆရာတော်တွေအများကြီး ူတို့တွေဘာမှမလုံနိုင်ခဲ့တာကြည့်ရင်လည်းအိုးအဲ့လူတွေသိရင်ဟိုထူဆန်းလိုက်တာနော်ဒီဘဝမှာသာသနာနဲ့ကြုံကုသိုလ်ကောင်းတွေပြုတ်ွက်ရပါလျက်ခဲ့တယ်ဘာမှသူပါမသွားဘူးတည်သွားရှာပြီအဲ့ဒီအဖြစ်ကမှထူဆန်းတာဘာမှမဝင်တဲ့ယူသွားတယ်ဆိုတော့အိုးကြီးစန်းနေရတာနေ့70နေဆိုမှဆရာတော်ကြီးလှုပ်သွားလိုက်တဲ့တမိုင်းမှတ်တိုင်းလေးပြောမကုန်အောင်ပဲဟေးဆိုတာမှထူဆန်းတာဟုတ်လားဒါကြောင့်ကျွန်တော်ကထူဆန်းတာကိုပဲအာယုံပြိုက်ပါ ေမာတွေမွေးမာတွေတိတ်အာယုံမဆိုင်ပါနဲ့ဟုတ်လားတန်ကြီးဝဲဟုတ်အသက်ဘယ်လောက်ရှိလဲဆိုတော့မေးတယ်နှကာရှိတယ်နှကာလုံးမပြောဘူးမမေးတော့ဘူးဟုတ်လားဟုတ်လားပြောကျင်တာကတော့အဲ့ဒါပဲဝမ်းသာရမှာဩငါရဲ့အခုမွေးနေမှာတော့ငါဒီမှတ်တိုင်တစ်ခုစိုက်ခဲ့ပြီဟုတ်လားဘာပဲပြောပြောဒီစီကန်းကမစ္စမကိုကြီးစီးပွားရှာမှလည်းမဟုတ်ဘူးသေနဲ့ယူသွားမှလည်းမဟုတ်ဘူးရောင်းစားလို့လည်းမရဘူး အစဉ်အဆက်မျိုးဆက်တဲ့တွေကဒီဟာလေးကိုစေခံအဖြစ်နဲ့ထိန်းသိမ်းသွားရင်နောက်နှစ်တရားလဲစေခံနှစ်နရာလဲစေခံမျိုးဆက်တဲ့တွေကမထိန်းသိမ်းတာတော့သူ့ခန္ဓာလေးထို့လက်ထက်မှာဘာလုပ်ခဲ့လဲဩလောကမှာရှိနေတဲ့လူသားတွေယဟန်တွေလူတွေဆင်းရဲတဲ့ပုံကိုယ်တွေငါတို့ရဲ့ချွေးနှီးစာတွေကလည်းငါတို့ရှိထားတဲ့ဖြူစင်တန်ရှင်းတဲ့ငွေကြေးလေးကိုပေါင်းစုပြီးတော့ကျမ်းမာရေးအတွက်တထောင်တကွက်ကလည်းငါတို့လောကမှာမှတ်တိုင်စိုက်ထူနိုင်ခဲ့တယ်ဆိုရင်အဲ့ဒါဝန်သားဆရာပဲဟုတ်မလား မွေးတာမဆန်းဘူးမွေးနေ့တွေလောက်တာလည်းမဆန်းဘူးမွေးနေ့ရောက်တဲ့ရောက်တဲ့မစင်စားပါဘူးအကုန်လုံးလည်းစင်စားပါကိုယ့်အသက်ကိုတွက်ပြီးတော့ငါ့အသက်တော့ဘယ်လောက်ရှိပြီငါလှုပ်ထားတဲ့ကုသိုလ်ကဘယ်လောက်ရှိပြီတော့ဒါနမှာမှတ်တိုင်ကဘယ်လောက်လောက်စိုက်ထုတ်ပြီးပြီလဲဝတ္ထုငွေကြီးတွေပေါင်းရင်ဘယ်လောက်ဖို့များငါလှူပြီးပြီလဲသီလမှတ်တိုင်တွေငါကြည်စမ်းသီလမှတ်တိုင်တွေငါဘယ်လောက်များလုံလုံဂျုံဂျုံနဲ့ဘယ်နည်းကျင့်ပြီးပြီလဲဘာဝနာမှတ်တိုင်တွေကြည်စမ်းငါဒီတရားဓမ္မတွေ သမထဘာဝနာတွေဝိပဿနာဘာဝနာတွေဘယ်လောက်ရမှတ်တိုင်းတွေစိုက်ထူပြီးပြီလေလို့ကို့မှတ်တိုင်းကိုပြန်ပြီးတော့ကြည့်မှတ်တိုင်းစိုက်ပြီးသားလဲပါလိမ့်မယ်စိုက်ပြီးရင်လည်းစီမတော့ရသေးတာပါလိမ့်မယ်မှတ်တိုင်းမစိုက်ရသေးလို့တွင်းတူးနေတာလည်းရှိအောင်မယ်ဥမှမှတ်တဲ့ order မာတာလည်းရှိအောင်မယ်ဟုတ်တယ်မဟုတ်လားကျုပ်တို့မှတ်တိုင်းနေနေတယ်နေလားမနေလားမှတ်တိုင်းနေရနေတယ်တေးလည်းတေးနေသေးတယ်မှတ်တိုင်းကြီးကြီးအားကိုမရနိုင်ဘူးကျောင်းကလည်း မတည်မတည်ပြရစီဘုရားအခုဆုတောင်းနေမတည်ပြရစီနေအောင်ဘုရားမတည်ပြရစီနေအောင်တပည့်ရောလောကကြီးအတွက်သာသနာကြီးအတွက်တပည့်ရောဘဝသန္တာအတွက်လှုပ်ခွင့်ရပါရစီအောင်ဘုရားရတဲ့ဖြူစင်တဲ့ငွေကြီးတွေလှူဒန်းတာပါလေလှူဒန်းတာတဲ့ဖြူစင်တဲ့ငွေကြီးတွေကိုတပည့်ရောဖြူစင်တဲ့အလုပ်တွေလုပ်ပါမယ်ဘုရားကအချင်းချင်းဆုတောင်းတယ်ဘာဖြစ်လို့လဲဆိုမှတ်တိုင်နေစိုက်ခဲ့နေဟုတ်လားငါသေးသွားရင်ငါဘာချန်ထားမလဲအဲ့ဒါပဲစဉ်းစား အဲ့မွေးနေ့ရောက်တန်းရောက်တယ်ကျန်တဲ့သူတွေတခါတည်းခေါ်လိုက်မယ်ဒီနေ့ငါမွေးနေ့လို့မှတ်ကြည့်လိုက်အခုကိုယ်အသက်ကိုတွက်ကြည့်ပြီးတော့ငါအသက်တော့ဒီလောက်ရောက်ပြီစောစောပြောလို့ငါလှူထားတဲ့ကပီးတွေဘယ်လောက်ဖိုးရှိသွားပြီလဲဟုတ်လားငါတီလာတွေဘယ်လောက်များဖြူဖြူစင်စင်ဗနေရကျင့်ပြီးပြီလဲငါတရားတွေဘယ်လောက်အားထုတ်ပြီးပြီလဲစဉ်းစားဖို့မကောင်းဘူးဘယ်လောက်ပြည့်စုံသွားပြီလဲဟမ် မြ ాయి လိုသေးတယ်။ဟောကျွတ်တော့ရအမြ ాయి လိုသေးတာ။အမြ ాయి လိုသေးတယ်နောက်မှာကိုယ့်အကူတွက်ကြည့်ဘယ်တော့လုံမာလဲ။လိုတာလေးဘယ်တော့လုံမာလဲတွက်ကြည့်။အလူတကူလုံမယ်ဆိုရင်တော်တော်များများဟိုအဆင်ပြေရင်တော့လူမာလူအုံးမာဒီကြတချို့ကပြောတယ်ချဲပေါ့ရင်လူအုံးမာထီပေါ့ရင်လူအုံးမာမပြောဘူးလား။ ကဲချမ်းသာခြင်းလို့လှူတာလားလှူလို့ချမ်းသာတာလားဒါမှမဟုတ်ချမ်းသာလို့လှူတာလားလှူလို့ချမ်းသာတာသိကြတယ်နော်ဟောလှူလို့ချမ်းသာတာတဲ့ဒါဆိုရင်လှူလို့ချမ်းသာလို့ဆိုရင်ချမ်းသာခြင်းမရင်ဝင်ဘာလို့ရလဲဟမ်စဉ်းစားကြည့်ငါပြည့်စုံမှလှူမယ်ဆိုလို့ရှင်ကိုယ်အတိုင်းတောင် limit ကိုတွက်ကြည့်တယ် ်ဟာဘလောက်ဆိုရင် ပြည့်စုံပြီလို့ကိုယ်မှ limit ထားလို့ရရဲ့လားတိုက်လေးကားလေးမရှိခင်တော့ဟိုကိုယ်တိုက်လေးကိုယ်ကားလေးနဲ့နေရရင်လားလူသားစီမဆိုးပါဘူးဟောတိုက်လေးကားလေးပြင်ငါတို့ကားလေးကမော်ဒယ်နေနေဟိုမော်ဒယ်မျက်နှာလေးဆိုရင်မဆိုးပါဘူးဟောတစ်စက်စိတ်ကွေးနေအင်းတို့တိုက်ကသူတို့နဲ့ဆိုင်သူကခင်မမိဘူးအင်းခင်မိတဲ့တိုက်လေးဆိုမဆိုးပါဘူးလေကိုယ်အလိုပြည့်မှသာလှူရမယ်ဆိုရင်တော့ဘုန်းကြီးရောလူရောလှူစရာကောင်းမရှိဘူး ြညပါမလားဒါကြောင့်အလိုပြည့်မှလှူဖို့မလုပ်ပါနဲ့လှူရင်းနဲ့အလိုတွေပြည့်လာပါလိမ့်မယ်သူများကိုနမူနာမပေးဘူးဟောဒီကြောင့်ခမရတို့ကျတော့ကကြောင်းရင်ပြီးမှတွေ့ကြတာဒီကြောင်းကိုစရောက်လာတဲ့တမန်ကြောင်းပြောရင်သိရှိရတာဒီကြောင်းကိုကြောင်းတခါကြောင်းမှလည်းလှူမယ်ဒီမြေလေးကိုလှူမယ်ဆိုအာမယူချင်ဘူးများလို့ခမရဟာလည်းဘာမှဖုံပြမဲ့နေရာမဟုတ်ဘူးအဲ့တော့မဟာဇီယဆိုတော့ဘုရားကြီးကမိန့်တယ်မောင်ကောရေတဲ့ ထွန်ကားအောင်လုပ်တယ်ဆိုတာနေရာကလုပ်တာမဟုတ်ဘူးကွာလူကလုပ်တာတဲ့အဲ့နေရာမှာမထွန်ကားတာမင်းရောက်ရင်ငါထွန်ကားအောင်လုပ်မယ်ဆိုရင်အဲ့နေရာကြီးထွန်ကားတော့မှာပေါ့ကွာတဲ့အဲ့တော့လိုက်ပါကွာတဲ့မာစီဆရာတော်ကြီးဝါတာပြီးတဲ့အတိုင်းမာစီနေလက်လွတ်တယ်ဆိုတာ မာစီတရားကိုလာအမထုံနိုင်တဲ့လူတွေစီကိုဘုန်းကြီးကနေပြီးတော့သွားဟောပြရတာဟောတရားဟောတယ်ဆိုရင်မလာနိုင်တဲ့လူကိုကိုကရောက်အောင်သွားတယ်လာနိုင်တဲ့လူကိုခေါ်လို့ရရမရရင်သူတို့စီရောက်အောင်သွားတယ် ဟဲဆရာတော်ကြီးဒီဩဝါဒပြီးမှတော့လှုပ်လိုက်အောင်ပေါ့ဗျာကြီးရတာဒီရှစ်မှလမ်းမရှိဘူးအခုကျောင်းကနေဒီခုကျွတ်တို့ဒီရှည်လေးအထိမအဲ့လိုမြောင်းကြီးတွေအခုအုတ်တိုင်းနေရာတွေမြောင်းကြီးတွေအလက်ကြီးတွေအမငါးတွေများနေရတာနားရက်ကွက်ကတူနားများအဲ့မှာလမ်းလေးနှလမ်းကိုကာအသေးလေးဝင်လို့ရဖို့အခုစန္ဒီကားလေးတွေဝင်လို့ရဖို့အတွက်ကိုလမ်းလေးနှလမ်းကိုလမ်းရတဲ့နေရာတွေပေါတူးနဲ့ရှင်းပြီးဝင်လာတာဒုက္ခပဲတို့တော့ ဘလို့လို့ရင်ကောင်းမလဲခဲမတက်နိုင်ဘူးကွာတူကြီးနှစ်ယောက်ခုနမှသစ်သားကြောင်းလေးတလုံးဒီနမှသစ်သားကြောင်းလေးတလုံးရှိတယ်။ဘာမှလည်းမရှိမီးရလည်းမရှိအိမ်သာလည်းမရှိအိမ်သာတက်တဲ့အကြောင်းလေးပြန်ခွင့်ရရည်ဦးမယ်ဟုတ်လားအိမ်သာလည်းမရှိမီးလည်းမရှိမေလာဆိုမိုးကလည်းရွာနေပြီဟာဟိုမှာလည်းဘွက်ဒီနဲ့ရည်ဒီနဲ့ဒုက္ခပဲကဲရောက်တဲ့ညမထူးပါဘူးကွာလို့လားဘာမှလည်းစားစရာတောက်စရာလည်းမပါအဲဒကမကြီးကဖြာလေးတစ်ချက်နဲ့ရည်ဦးလေးတလုံးလာပို့ မှတ်မိသေးတယ်အဲ့ဒါအဲ့တကမိုင်းကြီးအခုဒီကျေးဇူးနဲ့တို့ရေအိုးအမေကိုပေးတာအမေဘာမှမပေးနဲ့တော့ဒါသမိုင်းဝင်ရေအိုးလို့ဟုတ်လားအဲ့ဒါခုဒီရှိသေးတယ်အဲ့တော့နေတော့နေညကြတော့ကျုပ်ဖြစ်ပုံဖြစ်ပုံပြောတာပထန်းကွာရွတ်နေကြတယ်ကဲတတ်နိုင်ကွာပထန်းညုံရှိတာပဲဖျောင်းနိုင်လေးထောင်းပြီးတော့ရှင်းမှရောအဲ့တော့ဒီเจ้าပေါ်မှာလည်းညသစ်သားเจ้าအဟောင်းလာလဲမတက်ရဲဘူးတော့လီကားဒီလိုရိုင်းတဲ့ရင်နေဆိုကိုလည်းမတက်ရဲဘူးအဲထဲမှာအပေါ်မှာဘာရှိမှန်းလည်းမသိဘူး ကြောင်ရစပွဲကုန်တိုက်ကြတယ်ဝုန်းလို့ဟုတ်ကြတယ်ဟာဒုက္ခပဲဘာသာနဲ့မသိဘူးလူဆိုရင်တော့ဒုက္ခပဲမထူးတော့တော်ရှင်းမှုဆိုပြီးဓာတ်နဲ့လက်ကပါလာတော့ပဋ္ဌာန်းရွတ်တာဓာတ်ကန်ရွတ်နေရောဟေတုပစ္စယောအာရမဏပစ္စယောဓာတ်ကန်ရွတ်အဲ့ဒါဟိုတနေ့ကကြောက်ပါပဋ္ဌာန်းရွတ်တော့ကိုလိုဒီကိုပြောပြတယ်အဲ့တုန်းကတို့ကပဋ္ဌာန်းကိုဓာတ်ကန်ရွတ်ခဲ့တာလို့ဓာတ်ပဋ္ဌာန်းပေါ့ကွာလို့ဘုရားကတပတ်ကကြည့်လိုက်တပတ်ကလည်းနောက်ပြန်ငါတို့ပြန်ဘာမှမပါဘဲနဲ့လူရင်တော့ဒုက္ခပဲအထင်ကြီးမှကြောက်တော့အဲ့လိုစားခဲ့ရတယ် အဲ့လိုဆိုရင်စဉ်းစားလိုက်တယ်ငါသာသနာအတွက်ရည်ရွယ်မှတော့သာသနာအလုပ်ကိုလုပ်ရင်ဖြစ်ပြီမနဲ့တိဖိတ်မမြတဲ့ဟာဒီနာရှိသမျှဟိုတိုင်နှန်းရှင်ဆိုတယ်ကိုလည်းယုံကြည်တယ်မအကုံဖိတ်ရှင်အကုံလာခဲ့ကြပါတရားနာကြပါပြီးရင်ကျွတ်တော့စောင်းချောက်ပေါင်းမြန်မြန်လေးဒီနေရာဖြစ်အောင်လုပ်ပေါင်းဟောလှုပ်ထဲလိုက်တာလုံရင်လုံရင်လုံရင်နဲ့ပဲအခုလိုဖြစ်လာတာဒါဒီနေရာကြီးအဆောင်ဘာမှမရှိဘူးဒီဘက်ကြောင်းနေဆိုတယ်ဘာမှမရှိသေးဘူးဟောဒီကြောင်းကြီးစောင်းလိုက်မှအကုံလုံးပေါ်လာကြတာကော အကုန်လုံးသူကနေတဲ့ဒီလမ်းကြီးဒါဘုံခင်းတာပဲနှစ်ထောင်ခွာမှာခင်းတာပဲလေဒါအဲ့ဒါလမ်းကိုဒီနားဘုန်းကြီးတွေပြောတယ်ရှေ့မတို့ပါနဲ့ဥဒိုင်းကိုဒါကလည်းလမ်းခင်းခြင်းလိုပါလေသူတို့တိုးလာမှာဆိုမြေလမ်းနဲ့အရင်ခင်းအုတ်ခဲကျိုးတွေခင်းကိုကျောင်းရှိတဲ့အုတ်ခဲကျိုးပဲခင်းအဲ့လိုပဲစာရင်လည်းလမ်းလုံးလာလမ်းလေးလုံးပြောခဲ့ကျောင်းဆောက်မယ်ဘာတူအလူတရားမှမရှိဘူးရှိသမျှကျောင်းနဲ့အကုန်ဖြတ်ကျောင်းညကွင်းလုံးထားတယ်ကဲမြေမပဲသူတို့လူကြမှာ ာဘုံဘုံနဲ့လာတဲ့လူကကြောင်းစောက်ပုံမျိုးဟာဘုံဘုံကြောင်းလာတာအရန်စီပြီးတကပကင်ကောင်းတာဒီကကြောင်းစောက်မလို့မြေရှင်းတာကပကင်နဲ့လာပြောတာဘောဘူးအဲ့ဒါကပကင်မဟုတ်ဘူးအဲ့တိန်စောက်မှာလို့အိုက်မြေမှာတိန်စောက်မှာဆိုပြောကဲမထူးပါလို့နုမွေငငါဒါကြီးကပကင်စိတ်ဝင်စားနေမှာတော့အဲ့ဒါကြီးကိုပလတ်စစ်ဂျိုးတွေနဲ့ကာကာပြီးတော့ဟလိုအကွက်တွေရိုက်တယ်ဟာဘုံဘုံဒါဘာကြီးနေအဲ့အကွက်ကို3လလောက်ရိုက်ထားတယ်ဖုံးဒါဘာလို့မလဲတိန်နှုတ်မလို့လို့ဒီညာတိန်ချောင်းကြီးဆောက်အောင်လို့ ဘယ်တော့ဆောင်းပါလဲပတ်စံရှိတဲ့နေဆောင်းပါလို့အဲ့ဒါနဲ့သင်ကိုဂျုံနှုတ်ထားတာဂျုံနှုတ်ပြီးတော့28သိန်းလေးပဲလက်ထဲမှာ ရှိတဲ့အချိန်ဒီအောက်ကဘောင်ဒေးရှင်းကိုသိမ့်တင်ရတဲ့စာချုပ်ချုပ်ပြီးတော့စလိုက်တာအဲ့ဒါပဲပြောလို့တာကပြည့်စုံမှလှူမယ်ဆိုတာလေလှူရင်းနဲ့ပြည့်စုံတာဘုရားစူးစမ်းငါတို့ရှိတာနဲ့လှူမယ်အကုန်လုံးတော့ပဲထုတ်လှူနိုင်မယ်ငါတို့ကဘလောက်ရမှလှူမယ်ဆိုတာတော့မလုံးနဲ့ ဟာငါတို့ဒီလာတော့တောင်လေးအစီအမားတူနိုင်တော်လေးလူအောင်မယ်လူအောင်မယ်ဆိုရဲတရားတာမှတ်မစီပြည့်စုံပြည့်စုံလာလေဒါကြောင့်လူရင်းနဲ့သာသနာပြုအလုပ်ကိုလုံရင်းနဲ့ပြည့်စုံတာကိုမျှော်မှန်းပါပြည့်စုံမှလူမယ်ဆိုတာကိုဘယ်တော့မှမများနဲ့ဘယ်တော့မှမပြည့်စုံဆိုင်ကားတော့မရှိတဲ့ဘုန်းကြီးဟုတ်လားမဝိတောက်ကလည်းတစည်းစည်းနဲ့တော့မဆိုးဘူးဟာဝိတောက်ကလည်းဆိုအာငါပတ်ကျဲတို့လေးဝယ်လိုက်အောင်မယ်ဟိုတရားကျော်ဝယ်အောင်မယ်ဝယ်အခုပတ်ကျဲတို့လေးပြီးတော့လန်ကလူစာယောဂဖြစ်နေတယ် ပြည့်စုံအောင်ဘယ်တော့မှမရဘူးလိုချင်နေတာဒါကြောင့်ပြောလိုတာကပြည့်စုံအောင်မဆောင်နဲ့လှင်းနဲ့ပြည့်စုံလာလိမ့်မယ်ဟုတ်လားအဲဒီသူများအကြောင်းပြောဒီကြောင်းသမိုင်းနဲ့ပြောရင်ဒါအရင်အိမ်သာမရှိတာအဲအိမ်သာဆောက်တဲ့အကြောင်းပြောရင်ရည်ရသေးတယ်အဲဒီတိုင်းတော့ကြည့်မကောင်းသေးပါဘူးဆိုမှထင်ရန်သွားဝင်ကိုယ့်အကူသွားဝင်တာလက်သမားနှစ်ယောက်ငှားပြောထင်ရန်သွားဝင်ထင်ရန်အိမ်သာလေးဆောက်ပြောဟိုတွင်တူးလည်းမငှားနိုင်ဘူးကျောင်းအရာရွာကောင်လေးခေါ်ပြီးတူးကြပါကွာတူး သူပြီးအိန္ဒာခွေလေးတည်းချပြီးအိန္ဒာလေးဆောင်ရဟာမစိုးဘာတို့အိန္ဒာလုံးတော့ပိုင်သွားပြီလို့ပြောလိုက်ရညကျတော့မိုးရွာတော့ဒါကလေးအိန္ဒာကြီးကအကုန်လုံးရေပြေးပြတာဒါလေးအကုန်လုံးအဲ့မှာရေမဝဲလက်ခတ်နေအိန္ဒာခြိုက်ကြည့်ရနေစခဲ့တာသို့တော့ပရိမြမြရွတ်တယ်ပထမမြမြရွတ်တယ်တရားမြမြထိုင်နေသစ္စာတွေဆိုတယ်ဘယ်သူမှမထင်ထားတဲ့အရာဒီကြောင်းကြီးဖောင်ဒေးရှင်းချပြီးတော့ဖောင်ဒေးရှင်းတော့မှခေါင်းပဲမပတ်ရနိုင်ဘူးအဲ့မှာဟိုနေရာမှာ တဲလေးပေါ်မှာလာပြီးတော့တရားနာသွားရင်ဒကမာကြီးတယောက်ကနိုင်ငံညာကလှမ်းပင်တယ်။အာဖိလစ်ပင်းကိုတရားစခန်းဖွင့်ကျင်လို့ဖုံဖုံလေးကြွပြီးလား။သူ့တငယ်ညာလာကြတာဟာဘယ်မှမကြွနိုင်ဘူးစာချုပ်မိထားတယ်။မဖြစ်လို့လဲ။ကျုပ်ဒီမှာတိမ့်တရားနဲ့စာချုပ်ချုပ်တယ်။ကျုပ်မ28သိမ့်မပြရသေးဘူး။အလူငွေရှာရအောင်မယ်။မရှိလဲလိုက်ချီးရတော့မှာ။အဲ့တိုင်းပြောတော့မှာ။ तू ကဒီအဖြစ်စကိုသူ့တငယ်ညာကိုပြောပဲ။ဟာဘုန်းကြီးကကြွလို့မရသေးဘူး။လို့လို့။အဲဘုန်းကြီးစိတ်ဆင်းရဲနေတယ်ပဲပေါ့။သူ့မှာမပြည့်စုံဘူးပေါ့။ ဒီမပြည့်စုံလို့အဲဒကမကြီးကသူ့အလိုတစ်ဖက်လဲနဲ့အင်ဂျင်နီယာတွေကိုလာမိတယ်ဒီကျောင်းကြီးကိုဆောက်ရင်ဘယ်လောက်ကုန်မလဲအင်ဂျင်နီယာလဲအကျန်းတွေတော့မသိ950လောက်ကုန်မယ်အချောတွေဆိုရင်1500လောက်ကုန်မယ်အဲ့လိုလဲပြောရအောင်အဲ့ဒါဒီစကားကိုမစီကဖိလစ်ပင်းဝင်သွားတာဘာမှမရင်းနှီးဘူးတော့အခုလိုရင်းနှီးပြတဲ့ကမတွေမဟုတ်ဘူးကမတွေကရင်းနှီးသွားရင်သိမလူတော့ ဒီနေ့ကစဉ်းစားတူဖုံးကြီးကဆင်းပြေပါလေမကားလည်းရှိနေတိုင်မသူအဆင်းပြေပါလေဆိုတော့မလူတော့ဘူးအဲအဲ့တကမာကြီးဘာမှမမြင်နေဘူးမိနစ်20ပဲတရားနာသွားတာတရားနာသွားပြီအဲသူ့တငယ်ချင်းပို့လိုက်တယ်ပို့လိုက်အဲ့ဖုံးကြီး850အကုန်လှူလိုက်နုမဲဒီကြောင်းမပြင်းသူချွေးပြန်နေလိုက်မယ်ဟောပြောချင်တာကဖရာတရားသာသနာ့အလုပ်ကိုများများလုပ်သာသနာ့အလုပ်များများလုပ်တော့နှက်ကောင်းကဆောင်းချောက်အလိုလိုပို့လိုက်တာတပြားမှအသူ့ဘာလူပါလူမခံဘူးသူက3950ပို့လိုက်တယ် ထားเสียနေရမရှိတော့ညီကိုတွေသားဖားတွေအဲ့မှာညညဆိုကင်းဆောင်အိမ်ရတယ်။ရောက်လာတာတောက်ကြနေလေဘန်အပ်ဖို့လေစနေတနင်္ဂနွေဘလို့မှမမီတော့တောက်ကြနေညာကြီးလာဖို့တော့ဟာဒုက္ခပဲဘာတွေတော့ဟာဘသူကလှူတာလဲအဲ့တကမကြီးကဘုံဘုံသိ950ပြည့်အောင်လှူလိုက်ပါဆိုဒေါ်လာပို့ပြီးဒီပြေရောင်းပြီးတော့ဟာ950 85သိန်းတော့မကင်ဘူးတဲ့ဘုံကြီးချွေးတွေပဲပြန်ပြီးခတိုင်းဘလို့လို့ကြမလဲခရင်အောက်ထိုးလိုက်အဲ့ထုံကြီးကိုကတော့ပါရဲ့ဗျာကုတွေကိုမသွားရဲဘူး ကိုတွေတခါသွားမယ်ဟဲ့ကောင်းကြီးလာရအောင်မငါကိုတွေသွားအောင်မယ်ဒီမှာစောင့်ကြအောင်ကိုမမမရှိတာအဲ့ဒါနဲ့အဲ့လိုပဲဟာလွင်လွင်နဲ့တခါတဲ့စနေတနေ့ကိုလည်းနေ့ရက်ကိုအိတ်ကိုဖြောင်းဖြောင်းမရအောင်ခွေးဟောင်းလံကိုကြားလိုက်ထားကြီးဟာခွေးဟောင်းနေရဟိုဘက်ဓမ္မီနဲ့ထိုးကြီးဒီဘက်နဲ့ဟိုဘက်တော်ကြီးနေဒီလိုမဟုတ်ဘူးဟိုတော်ကြီးဘာဘဲမှလည်းမရှိသေးဘူးဘာမှလည်းမလုပ်သေးဘူးအဲ့ဒါ၄ခွတစ်ချောင်းကန်နဲ့ဒါတစ်ချောင်းကန်နဲ့လုပ်နေရတာပြောလို့တာကဒီသမိုင်းကိုပြောလို့ရှိရင်ဒီသာသနာမှာ ြည့်စုံမှလှူမှဆိုတာနဲ့လှူရင်ပြည့်စုံတယ်ဆိုတာတည်တည်ဖောင်ဒေးရှင်းတော့မပြီးသေးဘူးအဲ့ဒါကမိုင်းသိန်း950အကျန်းနဲ့ရင်ဒီကြောင်းကြီးဆလေးလာပဲကြာတယ်ဆောက်လိုက်တယ်ဆလေးလာပဲကြာတယ်ဆက်တိုက်ဆောက်လိုက်တယ်အဲ့ဒါပြောချင်တာကတော့သာသနာရဲ့စွမ်းအားကိုယူပါမိမိရဲ့ကုသိုလ်ကောင်းမှုကိုပြည့်အောင်အရင်ဖြည့်ဖြည့်လာရင်လောကုတ္တရာကုသိုလ်ပြည့်တဲ့အတွက်လောကီဆုဆိုတာသူကသူပါပါနေဖြစ်လာလိမ့်မယ်ဘုံမနာကြောင်းတွေကိုဆက်တိုက်ဆောက်လို့ရှိရင်ပြီးတာကြာလာတယ် ကိုကတခြားအလှူတွေရှောက်လှူလိုက်ရဟာတွေသွားလှူလိုက် လုံနေလို့ကိုဟာကိုလောဘတွေတိတ်တက်မှာဆိုတော့အိုးနေကြလေးသူကနေဖြစ်လာရင်ပြီးသားပဲဒါတွေဆောင်းရင်ဆောင်းရင်ပြီးသွားမှာပဲဒါဒီသေးုံပြီးတော့အဲ့ယောဂီဆောင်းကြီးဆောင်းမှာပဲပြီးသွားမှာပဲဘာဖြစ်လို့လဲသာသနာအလုပ်လုပ်နေပြီးပါလေဟုတ်လားအဲ့အမယုံဝင်ပြောကျင်တာကပြည့်စုံအောင်မဆောင်ပါနဲ့ပြည့်စုံရင်မြန်မြန်လှူမြန်မြန်လှူပြည့်စုံလာလိမ့်မယ်ဘာဖြစ်လို့လဲကံကံရဲ့အကျိုး ုသိုလ်ကကောင်းကျိုးပေးတယ်ဆိုမှတော့ကုသိုလ်ပြုမှကောင်းကျိုးကရမှာပေါ့ကောင်းကျိုးပြည့်စုံပြီးမှကုသိုလ်လုပ်မယ်ဆိုတာကျတော့ဖြောင်းပြန်ဖြစ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒါနကောင်းမှုနဲ့အခုလိုစွန့်နေတဲ့လောက်ထုတ်ပါသီလကောင်းမှုလည်းပဲပြည့်စုံအောင်ကြိုးစားပါအဓိကပြောချင်တာကတော့တေကာနင်းရင်ညင်ကြီးတွားတွားချောက်ချောက်လန့်လန့်တေးစရာမလိုပဲနဲ့ငါဘယ်လိုအမှတ်လေးနဲ့တေးမလဲဘယ်လိုအပွားလေးနဲ့တေးမလဲဆိုတာကိုစနစ်တကျသိအောင် တရားဓမ္မကိုလည်းတမထာယောဝိပဿနာယောပွားများအထုတ်ပါတဲ့သိသွားရင်လောကအတွက်မှတ်တိုင်းသာသနာအတွက်မှတ်တိုင်းကိုယ်ဘဝသန္တရာအတွက်အဲ့ဒီမှတ်တိုင်းဒီသာလည်းအကောင်းဆုံးဖြစ်ပါတယ်သဘောပေါက်ပြီလားဒါကြောင့်ဉာဏ်ဉာဏ်မှာမှာဉာဏ်ဉာဏ်သာသာပြပြစုံစုံအနောက်ဘွဲ့ခင်ခင်နဲ့သာသနာမှာဒါနကောင်းမှုရဲ့မှတ်တမ်းဖြစ်တဲ့အစွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါကိုလည်းချမ်းချမ်းသာသာချမ်းချမ်းမမနဲ့လူနိုင်ပါစေ ကိုကျင့်သီလကိုလည်းယုတ်တရားနန္တရားကိုစောင့်ရှောက်ထိန်းသိမ်းရင်းနဲ့သီလပြည့်စုံနဲ့မှတ်တိုင်ပိုင်ရှင်နေဖြစ်ကြပါစေ။တမတဘာဝနာဝိပဿနာဘာဝနာကိုလည်းအနှောင်ဖွဲ့ခင်းခင်းအားထုတ်နိုင်၍ယုတ်တရားနန္တရားရဲ့ငြိမ်းချမ်းမှု အစစ်တရားကောင်းတရားအနှစ်တွေကိုဒီဘဝမှာပဲရရှိတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း။